ဒီအဖြစ်ဖြစ်ကတော့ထိုင်းနိုင်ငံဘန်ဖီမြို့မှာဖြစ်သွားခဲ့တာဖြစ်ပြီးထိုင်းနိုင်ငံမှာအလုလာလုတဲ့အသက်28နှစ်အရွယ်ထွန်းထွန်းနိုင်ဆိုတဲ့မြန်မာအမျိုးသားမှာခိုင်အေးဆိုတဲ့သူ့ရဲ့မိန်းမဖြစ်သူကိုတခန်းထဲမှာအတူနေကြတဲ့အကိုအရင်းဖြစ်သူနဲ့ဖောက်ပြန်လိမ်ဆက်ဆန့်နေလို့ဆိုပြီးဒါနဲ့ခုတ်တက်ခဲ့တဲ့ဆိုတဲ့နာမည်ကြီးထိုင်းတဲ့တင်ကိုကျွန်တော်ပြန်လဲပြောပြပြီးသွားမှာပဲဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ထိုင်းနိုင်ငံစမူပရကံမျိုးနယ်ဘန်ဖီရိုက်ရက်ကွက်မှာရှိတဲ့အငှားတိုက်ခန်းတစ်ခုမှာအသက်29နှစ်အရွယ်မြန်မာမိန်းကလေးတဦးဒါနဲ့ခုတ်ခံရပြီးတိတ်ဆုံသွားကြောင်းထိုင်းရဲတပ်ဖွဲ့ကိုအကြောင်းကြားလာတာကြောင့်ထိုင်းရဲတပ်ဖွဲ့ကအခင်းဖြစ်ခဲ့တဲ့အငှားတိုက်ခန်းကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။အခင်းဖြစ်ခဲ့တဲ့အခန်းထဲမှာတော့အသက်29နှစ်အရွယ်ခိုင်အီးဆိုတဲ့မြန်မာမိန်းကလေးတဦးဟာလေပင်းညာဘက်ခြမ်းမှာအယုဒ္ဓိအောင်ကိုနှက်ဝင်နေတဲ့ဒါသန်းရ၃ချက်နဲ့ ဘယ်ဘက်ခြံမှာဓာတ်တန်းရတစ်ချက်အပြင်မျက်နှာမှာဓာတ်တန်းရသုံးချက်ရရှိကတေဆုံနေခဲ့တာဖြစ်ပါတယ်။နောက်ပြီးတရခန့်ဖြစ်သူကတော့တေဆုံသွားတဲ့ခိုင်အေးဆိုတဲ့မိန်းကလေးရဲ့ယောက်ျားဖြစ်သူဖြစ်ပြီးပြစ်မှုကျူးလွန်ပြီးတဲ့နောက်မှာအခင်းဖြစ်ခဲ့တဲ့နေရာကနေထွက်ပြေးသွားခဲ့ပါတယ်။နောက်ပြီးအခင်းဖြစ်ခဲ့တဲ့အချိန်ကို CCTV ထဲမှာတွေ့ရတာကပြီးခဲ့တဲ့12လပိုင်း29ရက်နေ့ညတနားရီခွဲအချိန်လောက်မှာတရခန့်ဖြစ်သူအသက်29နှစ်အရွယ်ထွန်းထွန်းနိုင်ဆိုသူဟာသူရဲ့မိန်းမဖြစ်သူခိုင်အေးနဲ့သူတို့အခန်းမှာခဏလာနေတယ်။ မိမရဲ့အကိုအရင်ဖြစ်သူကိုဖောက်ပြန်လိန်ဆက်ဆန့်ကြတယ်လို့ဆိုပြီးမိမဖြစ်သူကိုဓာတ်နဲ့ခုတ်သက်ခဲ့ပါတယ်။အဲအချိန်မှာတော့ခိုင်အေးရဲ့အကိုဖြစ်သူဟာ အိပ်ပျော့နေရင်းနဲ့အခန်းထဲမှာတခုခုကိုဓာတ်နဲ့ခုံနေတဲ့အတန်ကိုကြားလို့နိုးသွားခဲ့ပြီးအခန်းမီးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ညီမဖြစ်သူဟာဓာတ်နဲ့အခုတ်ခတ်နေရပြီးအခန်းထဲမှာဆိုရင်လည်းသွေးတွေပြန့်ကျဲနေခဲ့ပါတယ်။အဲအချိန်မှာတော့တရက်ခန်းဖြစ်သူဟာခိုင်အေးရဲ့အကိုဖြစ်သူကိုပါဓာတ်နဲ့လိုက်ခဲ့တာကြောင့်အကိုဖြစ်သူဟာအခန်းတကားကိုဖွင့်ပြီးထွက်ပြေးခဲ့ရပါတယ်။ဒီလိုနဲ့တရက်ခန်းဖြစ်သူဟာခိုင်အေးရဲ့အကိုကိုလိုက်ရင်နဲ့အခန်းအပြင်ကိုရောက်တော့ဆက်မလိုက်တော့ပဲသူတို့ငှားနေတဲ့တိုက်တန်ရာကနေ ြစ်မှုကျူးလွန်ခဲ့တဲ့အချိန်ကအသုံးပြုခဲ့တဲ့ဓမ္မကိုကင်ကထွက်ပြေးသွားခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့တရက်ခံဖြစ်သူဟာထွက်ပြေးသွားရင်းနဲ့ခြုံတော်တစ်ခုထဲမှာဝင်ပုံခဲ့ပြီးညနှစ်နာရီခွဲလောက်ကိုရောက်တော့အခင်းဖြစ်ခဲ့တဲ့အခန်းကိုထိုင်းရဲတပ်ဖွဲ့တွေရောက်လာပြီးတိုက်ဆုံသူခိုင်အေးရဲ့အလောင်းကိုစစ်ဆေးမှုတွေပြုလုပ်နေတဲ့အချိန်မှာပဲ တရက်ခံဖြစ်သူဟာသူထွက်ပြေးသွားတဲ့လမ်းအတိုင်းပြန်လာပြီးထိုင်းရဲတွေစီမှာအဖမ်းခံခဲ့ပါတယ်။အိုင်းနောက်ပိုင်းမှာတော့ထိုင်းရဲတပ်ဖွဲ့မှရောက်ကြလက်ချက်ကြောင့်တိစုံသွားခဲ့တဲ့ခိုင်အီးဆိုတဲ့မိန်းကလေးရဲ့အလောင်းကိုစစ်ဆေးဖို့အတွက်စေယုံကိုယူသွားခဲ့ပါတယ်။နောက်ပြီးထိုင်းသတင်းဌာနတစ်ခုကတိစုံသွားတဲ့ခိုင်အီးဆိုတဲ့မိန်းကလေးရဲ့အကိုဖြစ်သူ ခွန်တိုးဆိုသူပြောပြတာကကျွန်တော်ကဒီမှာအမြဲတော့မနေဘူးတခါတလေမှဒီကိုလာတာအခင်ဖြစ်ခဲ့တဲ့အချိန်ကအခန်းထဲမှာတခုခုကိုခုံးနေတဲ့အတန်ကြာလို့မီးဖွင့်ကြည့်တော့အခန်းထဲမှာသွေးတွေပြန့်ကျဲနေပြီးညီမဖြစ်သူကတည်ဆုံနေတယ်။နောက်ပြီးအဲ့နေညာကညီမဖြစ်သူနဲ့သူ့ယောက်ျားစကားများရန်ဖြစ်တဲ့အတန်မျိုးလည်းမကြမိဘူး။ကျွန်တော်အထင်တော့တရက်ခန့်အခုလိုလောက်တာဟာညီမဖြစ်သူပွေရှုပ်လို့လောက်တာလုံးဝမဖြစ်နိုင်ပဲ။သူ့အရက်မူပြီးသူ့စိတ်ထဲမှာထင်တာတွေရှောက်သွေးပြီးညီမဖြစ်သူကိုအခုလိုလောက်ခဲတာဖြစ်နိုင်တယ်။ကျွန်တော်အနေနဲ့ကတော့တရက်ခန့်ကိုဘယ်လိုမှခွင့်လို့မှမဟုတ်ဘူးလို့ ော့တိတ်ဆုံးသွားတဲ့ခန့်အေးဆိုတဲ့မိန်ကလေးရဲ့အကိုဖြစ်သူမှပြောပါတယ်။နောက်ပြီးထန်းရဲတပ်ဖွဲ့မှတရက်ခန့်ဖြစ်သူထွထွန်းနိုင်ဆိုသူကိုအမှုနဲ့ပတ်သက်ပြီးစစ်ဆေးမေးမြန်းမှုပြုလုပ်တော့တရက်ခန့်ဖြစ်သူပြောတာကသူအခုလိုလောက်ရတာကတော့မိမဖြစ်သူဟာသူမရဲ့အကိုအရင်နဲ့ပွေရှုပ်ပြီးလိန်ဆက်ဆန့်ခဲတာကြောင့်အခုလိုလောက်ခဲတာဖြစ်တယ်လို့တရက်ခန့်ဖြစ်သူကပြောပါတယ်။လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့မှတရက်ခန့်ဖြစ်သူအသက်28နှစ်အရွယ်ထွထွန်းနိုင်ဆိုသူကိုလူတက်မှုနဲ့ဖမ်းဆီးသွားခဲ့ပြီဖြစ်တယ်လို့ထိုင်းတဲ့တင်မှပြောပါတယ်။